အားလုံးပဲမင်္ဂလာညချမ်းပေးပါခင်ဗျာ။ဘိုးကြီး channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီနေ့ညမှာတော့တာရည်သူနေရွက်လာရေးသားထားသောစိတ်ချောက်ချာရဘုံဆိုတဲ့ဇလန်းလေးကိုပြောပြလို့တင်ဆက်ပေးသွားမှာပဲဖြစ်ပါလိမ့်ခင်ဗျာ။ဒီဇလန်းလေးမစတဲ့ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပြီးအင်းနာမှာခေါင်းပေါင်းလေးတွေထိတ်သွားပေးဖို့ကောင်းဆိုချင်ပါတယ်ခင်ဗျာ။စိတ်ချောက်ချားရပုံ လူတွေစီကနေသည်ပြက်လက်တော်ရွာလေးတစ်ခုရဲ့နေတဲ့ဆိုင်းသူခါတို့အပွဲလေးရောက်နေခြင်းဖြစ်တယ်။ဒေသရဲ့ခေါ်တန်တွေကိုဂယုမဆိုင်အားမြမဘက်ကြီးဘက်ဘူးလက်ရများမြမတူရီရများထိတ်ဆွဲထားသောမြမမူလက်ရဆိုင်ကြီးကခေအောင်ပစီတချို့ကိုစိတ်ဝင်တစားကြည့်နေမိတယ်။သူကပူပတ်သွားမယ်။အေးခဏလေးဒါလေးတွေစိတ်ဝင်စားနေလို့သမုံလေးတွေရိုက်လိုက်အောင်မယ် ူကမနှုတ်မကြည့်ပဲစကားပြောရင်ကိုယ်ဆိုင်မှာပစ္စည်းတွေကိုမိမိရရကုန်တလုံးနေတပုံရိုက်နေမိတယ်။သူကတော့တငယ်ချင်း၅ယောက်ကြောင်းပိရအပန်းဖြစ်ခရီးထွက်လာခဲ့ခြင်းဖြစ်တယ်။တက္ကရူဒူရီယာနှစ်ကျောင်းသားလူငယ်များပြပြီးဒူဒူအယောက်နဲ့တော့ကြီးရွာလေးတူတို့ပေါပေါချေချာခီးထွက်လာခဲ့ခြင်းဖြစ်တယ်။သူကငယ်ငယ်ကဖြစ်ဖြစ်ပြောပြမှုတွေပုံပုံမဆုံးခင်ကဒီတစ္ဆာကြီးရွာလေးမှာသူစမ်းတဲ့အဖြစ်ပြက်လေးတွေရှိခဲ့မှုတွေတဲ့။ ခစိတ်ဝင်စားမိတာအမှန်ပါဒုက္ခရဲ့သွားခြင်းနေသည့်စိတ်ဆန္ဒကိုကောင်းတဲ့ပေါ်ရင်သစ္စာကြီးရွာလေးကိုငယ်ချင်းတွေနဲ့တိုင်ပင်ကရောက်လာခြင်းဖြစ်တယ်ဖေဖေကပုပ်ပုံးနဲ့ပတ်သက်ပြီးသစ္စာကြီးရွာအကြောင်းဒုက္ခစိတ်ရဲ့ဆွဲအောင်သမင်ပြောခဲ့လေသလားမသိပုပ်ပုံးကစားသစ္စာကြီးရွာကအင်္ဂလိပ်တယောက်ရဲ့ခြေစောက်ကိုဖေဖေပါလေတိုင်းစုံအောင်မှပြီးအာယာအေဂျင့်နဲ့တောအုပ်ကလေးတခုမှနေရတလို့ပင် ဝါဖိတ်သီးသန့်ဆောက်ထားသောအင်းလေးတလုံးရှိ အပန်းဖြစ်သည့်ဝင်းအန်တာလိုနေရာလေးမှာအဖွဲလိုက်ဆူတိုင်နေမိတဲ့ပြေရလေးရဲ့စီကံအရာဧည့်သည်ဖြစ်တဲ့သူကားတို့အဖွဲလေးကြွားနဲ့မနှီးမဝေးအပန်းဖြစ်အင်းဒီမှာဒဲခုတ်ဝင်ရခဲ့ကြတယ်အဖိုးဖြစ်သူ တစ္ဆာရွာမှာတကယ်ဘူးဒီကားတကြောင်သူကားတို့အထူးဆန်းလုပ်ပြီးကြွားသူကြွားသားတချို့လာကြီးတက်ကြတယ်တိုင်းသားလူမျိုးတစုဖြစ်သည့်သူတို့ဘာသာစကားနဲ့ပြောရင်းသူကားတို့အဖွဲနားမလဲ မသိပေမဲ့ဓာကြီးသူမှန်သမျှပြုံးပြနေရတော့တယ်။သူကနေဖို့ကဒီကျေးရွာမှာဘလောက်တောင်နေခဲ့လို့အသေးတွေပေါ်ရတာလေ။သူကနေဖွားနဲ့မြို့မှာအိမ်အောင်ကြပြီးမကြဘူး။ငငယ်ရွယ်ရွယ်နဲ့ဒီတစ္ဆာကျေးရွာမှာသုံးသွားတာဆို။ဘန်းတို့အမေကိုသူကတပြင်းတစ်ချက်ဆိုင်ကခေါင်းခါမိလိုက်တယ်။စိတ်ဝင်စားကြရတော့အမှန်ပဲ။သူက ်င်ထင်သလောက်ရိုးရှင်းမှမထင်ဘူးနော်သူတဲ့အပြောကိုဘုံမနဲ့ပြောဝါတို့ကထောက်ခံတယ်လို့ကြည့်တယ်ဘန်းနီလို့ပြောလေပြောစရာပင်ရွာကိုရောက်တာနဲ့သူခါတို့အဖွဲနမီ ပြောလိုက်ရင်ပင်အံဩသိတဲ့မျိုးလုံးတွေနဲ့ကြီးကပြေရလူကြီးစီတရင်ဘုတ်ကရုပ်ရုပ်တတဖြစ်သွားတော့လူတချို့ကိုကြည့်ပြီးအထူးဆန်းဖြစ်ခဲ့ရတယ်သူခါတို့ကိုဂယုတဆိုင်နဲ့ တဲရမီနေရာလေးတို့လိုက်ဖို့ကအစားတော့ကအစားရွာရဲ့ဓလေတိုင်းအိမ်တိုင်းကအင်းတစ်ခွက်စီချက်ကသူကားတို့စီဗန်းလေးတွေကန်ကဓာပိုးကြတယ်စစ်တပွဲရင်ကျေးလွန်းတီဓလေလာမပြောတဲ့သူကားတို့အပေါ်ဆက်ဆံတီကနည်းနည်းလွန်းတီထင်မင်းရတယ်သူချားတီကတိုင်းသားဝစ်စုံလေးတွေဝေပြီးထမင်းလာဖို့တော့မင်းကလေးတချို့မှာသူကားကိုမြင်လျင်ဘေးရဲ့တရေကြီးတတ်ကြပြီးမျက်နှာလွဲကဖပွားတက်ကြတယ်လူစိမ့်တရားမို့ထင်ပါရဲ့ ကိုလေးတို့သူကားတို့နဲ့မနေမဝေးခလန်းလန်းမှလုတ်တဲ့ခေါ်တဲ့ကြောင်းတက်ကြည့်မိတယ်ခီလာမှာအရွယ်လေးကဆလဲနှစ်လောက်ရှိသောမင်းကလေးတယောက်တိုင်းသူဝတ်စုံအညီအောင်လေးနဲ့တပင်ကိုအပေါ်မင်းမြင့်ထုံးကဝတ်ဆင်ထားသည်ကပြေစံစံထားနေသလိုပင်တုံရင်နေသောလက်ချောင်းလေးတွေကိုမတိမတာတုံနေရင်နှုတ်ခမ်းကမပွင့်တပွင့်နဲ့စကားတခုပြောဖို့စူးစမ်းနေသည်ကသိတာနေတယ် သူကထုံမင်းကလေးစီသွားကလက်ထဲမှာဟင်းလာပို့တော့ဗန်းလေးကိုကင်လိုက်ရင်ဟိုလေညာဘက်ဆိုရင်ဒီဗန်းဖြည့်အင်ရဲ့အနောက်ဘက်ကသိချောက်ဝင်းကြီးစီမသွားပါနဲ့နော်။မပြောတာလေညီမ။မြမလိုပြောနေပြီမယ်။စကားတန်ကမပြီးမသေးခွေ။သိချောက်ဝင်းရှိတဲ့ဘက်မသွားဖို့ပြောတာ။တက်ပြောတဲ့စကားတွေနားမလဲတော့။ ိုင်းသားစကားတွေရောသွားသည်ဖြစ်ပါရဲ့သူကတချံပြုံးကနားမလဲပေမဲ့ကောင်းငိုင်းပစ်လိုက်တယ်နားမလဲသည့်အရာကိုသိရှုံမခံနိုင်တော့ဟိုဟာကောင်မလေးမျက်နှာချက်ချင်းပြောင်းရောင်တန်းသွားတယ်ကျေးဇူးတင်ပါတယ်ဒီလိုဆိုပါလက်ထပ်သွားတယ်ဒီကောင်မလေးဘာကိုဆိုလိုချင်တာလဲဆိုတာသူကတကယ်ပဲနားမလဲနိုင်တော့ငှက်အော်တန်နဲ့အတူညတညာလုံးကိုအမောင်သူကဘာပြောသွားတယ် ချောချားစရာကောင်းလုံးတဲ့ညာလေးလားသူကဟိုဒီလွင်ရင်အတန်တခုကိုရောင်ရောင်ဝါဝါကြားမိလိုက်တယ်အဲ့ချိန်မူတူဖြစ်နေ၍ထင်ပါရဲ့အချိန်တန်ကြာသည့်အထိအတန်တခုကိုကြားနေမိတယ်သူရိယာတခုဒီလုံးတန်ကိုပြပြန်စွာကြားလိုက်ရ၍သူကအဲ့ရကနေထားမိလိုက်တယ်ဘေးမှာဘုံမှန်နေသူတဲ့နှိမ့်ချလိုက်စွာအိပ်ပျော်နေသည်ကိုကြည့်ပြီးပေါ်ရလို့ညာညာနှိုးလိုက်တော်လေမေယာအခန်းမြင့်ကို ထွက်လာခဲ့တယ် မထင်မှတ်စွာဘေးကပန်းနုရဲ့ပြလာတို့အခန်းဘက်ကိုမျက်နှာမူလေဒုခတို့တဲနေသည့်အိမ်ကြီးမလမ်းမကက်ကတိုးစက်ကအတန်ကထွက်ပေါ်လာတယ်။သူကတိုးဝေမနေပဲတီးကျင်စိမ့်နေအိမ်ပေါ်မှာစင်းကအလားရောင်ကိုအပေါ်ပြုပြီးအတန်ကြားရောင်ကိုမတိစိတ်ကသွားနေမိတယ်။ချိန်ဘလောက်ကြာသွားသည်မသိ။အတန်မှာသွားလျေဝေးကနားနေတလို့ဖြစ်နေတယ်။သူကတတိယဝင်ကခြေလမ်းတွေကိုတုတ်ခနဲ့ရလိုက်ပြီး ောက်ပြန်သေးဖို့စူးစမ်းလိုက်သည်ဟင်အတန်ဒူရီယာအတန်နဲ့မင်းကြီးတယောက်ရဲ့အာရစွာထွက်ပေါ်လာသည့်အတန်သူကခြေတံကိုခပ်ပပနေကအုတ်ဆိုင်နေသည့်တိရွတ်တက်ခတ်တွေကိုဖယ်လိုက်သည်ရေတွေစီးကြနေသည့်ရေတဝန်းနားကခတ်တဲ့ဒီဒလုံးကိုလာရောက်အောင်ကနေပြပြစွာမြင်လိုက်ရတယ်ဘဝမှာမင်းကလေးတယောက်ဘုံတွေကို အပက်လဲလဲတီးနေပြီးခေါင်းရည်တံကိုအတိုင်းသာကြားနေရတယ် အိမ်မက်လားတကယ်လားဘုကဝေခွက်မရတော့ဘူးရင်တွေအတိုင်းဆမဲ့ခုံးလာကပုံမင်းကလေးမျက်နှာကိုတည်တည်ချာချာမြင်ကွင်းရကျင်လာတယ်လာရောက်အောင်မှာဘုံတွေတီးပြီးခိခိခိရီမောကသဘောချနေတော့သူ့မကိုကြည့်ပြီးဘုကစိတ်တွေထိန်းချုပ်နိုင်စွာမရှိတော့ပုံမင်းကလေးကိုတရှာကြည့်ဖို့ဒီကက်စွာသွားဖို့စူးစားလိုက်ရင်မောင်းဝေးအိတ်ထဲကဖုံးကမြည်လာတယ်ဘုကချက်ချင်းဖုံးကိုချလိုက်ပြီး ကိုကောင်မလေးဘူနာကတပင်ကြီးတပင်နောက်ကိုဝင်သွားကရုတ်တရက်ဆိုသလိုပြောက်ွယ်သွားတယ်။သူကမိအောင်လိုက်ကြည့်တော့လေကိုကောင်မလေးကိုမတွေ့ရတော့ရင်းနဲ့မောဟိုက်သွားသလိုခန်းစားလိုက်ရတယ်။သုံးတရာကို ဆုံးရှုံးလိုက်ရသည့်ခန်းစားချက်မျိုးဒီကောင်မလေးကိုကိုရင်ထဲကယင်းဤကျောင်းဝင်ကတည်းကမျိုးခန်းစားနေရတယ်။ထို့ရင်းဒုက္ခပကောင်ကိုအိဆက်နေတော့လက်တစ်ဖက်ကညင်သားစွာဆုပ်ကန်လိုက်လေသူကခေါင်းတွေကြီးကနောက်ကိုလှည့်ကြည့်လိုက်မိတယ် ဒုက္ခအမလေးလမ်းမနေနဲ့နင်ကလေးငါတို့အော်ခေါ်နေတာမကြားဘူးလားပြောရလုံးနင်းကိုမိတို့တွေနဲ့လိုက်ရှာနေကြတာညာကြီးတကောင် ကိုတဲတဲ့နေရာကရွာပင်ကတောဆန်နာကအိမ်မှာနေမိုးမကြောက်မလန့်သူကပန်းနုကိုတွိုးဝဲစာတစ်ချက်ဆိုက်ကြည့်မိပြီးချက်ချင်းဆိုသူလိုခွန်တွေကြီးနေသောမိန်းကလေးကိုတတိယကဒေတကွန်ကနာအပြေးလေးထွက်ကလိုက်ရှာနေမိတယ် တို့တည်းရတော့ပြောက်ွက်မသွားပါနဲ့လားကောင်းပါလိရဲ့ဒီတို့လင်းအောင်တချို့နေအတူရွာသားအချို့ရောက်လာရင်သပင်းတစ်ချက်ရှိုက်လိုက်ပြီးသင်္ကန်းစိတ်တွေဝင်လာတဲ့သုံးမင်းလေးကို သူကထပ်ပြီးတွေးရပါအောင်လားခေပေါ်မှာနင်းမိထားသောသတုံးလေးတစ်ခုကိုညင်သာစွာကောက်ယူလိုက်ပြီးသုံးမင်းလေးရဲ့အမှတ်တရပစ္စည်းတစ်ခုအဖြစ်ပေါင်းဝေးအိတ်ထဲမသိမသာထည့်လိုက်တဲ့ပြီးရင်သိုးရင်တကြီးကြည့်နေတော့ရွာသားတချို့ထန်သွားကတောင်းမစကားဆိုလိုက်တယ် စိတ်ပူအောင်လုံးပြီလို့တောင်းမှန်ပါတယ်စိတ်မပူပါနဲ့လူငယ်လေးလာလာလာအချိန်ကလည်းနေနေပြီဒီချောက်ပင်နာနေလို့မကောင်းဘူးအင်းပြန်နားကြမယ်ပန်းနုသူကလက်ကိုကိုင်းကအင်းပြန်လာဒီဘက်သို့နှမ်းလျှောက်လာရင်နင်းနောက်ဆိုရှောက်မသွားနဲ့နော်ပြွာလုံးသွေးပြက်ပြီးလမ်းသိကြတော့မင်းဒီရေကုံဘက်ကိုညဆိုဘယ်သူမှမလာကြဘူးတရရှိတယ်ဆိုလား ခုကပန်းနုစကားတွေကိုသိမကြရပန်းနုစကားအစုံတိလျှောက်ပင်ဘက်မှာတောက်ဆိုသည်တောက်ခေါက်တန်ခပ်ပြင်းပြင်းအတန်ကိုသာပြ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 ကြားလိုက်ရတယ်ပြီးလျင်မင်းကလေးတယောက်ရဲ့ရှိုက်တန်ဒါပုံမင်းကလေးရဲ့တီလုံးရှိုက်တန်လေးလားမောင်မထားသေးဘူးလားမောင်တော်မိတော်နဲ့ဟင်သူကအိမ်ရမှာထားလိုက်တယ် မတိလျင်ဘေးကတယောက်ယောက်နှိုးနေတယ်လို့မျိုးတိတ်တဲ့မလုံးတလို့ဘောင်းဝေးအိတ်ထဲနှိုင်းလိုက်တယ်တခေခေအတန်နဲ့ကတုံးလေးတချောင်းပါလာတယ်သူကအာအသင့်စွာကတုံးကိုစိုက်ကြည့်နေစဉ်မုံမှန်နေသူ့တဲ့အခန်းထဲဝင်လာကဝေစားလဲကြတယ်သူကမနှက်စာစားဖို့ရရဲသွားမယ်သူကဘာစကားတခုမှမဆိုနိုင်မုံမှန်ရဲ့စကားဆုံးသူ့တဲ့က သူကလက်ထဲမှာစတုံးကိုဆွဲယူလိုက်ကစွန်နကရွာလူကြီးငါတို့ကိုလာပြသွားတယ်တိချောက်ပင်ရဲ့အသားဆိုလားဟင်ဘုံမစတုံးကိုယူကတိချာစိုက်ကြည့်လိုက်ရင်သူကစိတ်တယ်လေးလံလာတယ်မင်းမင်းဒါဘယ်ကရတာလဲသူကမဖြစ်ရင်ဘုံမနမီတခုကိုဟောဟောလိုက်တယ်ပန်းနူပန်းနူ ပန်းနှုတ်နဲ့ရွက်လာခန်းထဲရောက်လာလေရင်ဘုံမန်ကသတုံးကိုပန်းနှုတ်လက်ထဲပေးလိုက်တယ်။ဒါဒါတိလျှောက်ပင်ကအသားနဲ့လှုပ်ထားတဲ့သတုံးမဟုတ်လား။ဒါဆိုရွာလူကြီးပြောသွားခဲ့တာတွေကအလုံးကူခါကိုအံဩသိမ့်တဲ့မျိုးလုံးတွေနဲ့ဒီကတရားမျက်နှာတရားကြည့်နေကြလိမ့်ရင်ဘာလူကြီးအိမ်ပေါ်ထဲအောက်ထဲဒိုင်းသားရွာသူရွာသားများနဲ့ပြင်းနေတယ်တိချောက်ပင်ဆိုတာသစ်ဆုံးတစ်မျိုးပဲ လူတယောက်တည်းရှိတဲ့အချိန်ဆိုသူကလူကိုစကားပြောတယ်တေချာပြောပြရင်ညီးတယ်ပေါ့တခြားပင်ကတေကိုင်းတစ်ခုကိုအင်းဆောင်တဲ့နေရာမှာသုံးမိခဲ့ရင်အရင်ကအချောက်ခံရရောဒီတေချောက်ပင်နဲ့လှုပ်ထားတဲ့ဇလုံးကိုလူလေးဖယ်ကရခဲ့တာလေမင်းညားကဘာတွေမြင်ခဲ့လေမဟုတ်သေးဘူးလူလေးဘာတွေဖြစ်ခဲ့လေကျွန်တော်ဒူရီယာအတန်းတစ်ခုကိုကြားခဲ့တယ်ဘလို့ဒူရီယာလဲ ဘုံဘုံတန်မင်းကလေးတီးနေတဲ့ဘုံတန်တယောက်တစ်ပေါက်အတန်တွေနဲ့အတူဆူညံသွားတယ်ဟေးမင်းကလေးကိုရောလူလေးမြင်ခဲ့လားသူကတပင်းတစ်ချက်မသိမသာရှိုက်ပစ်လိုက်တယ်သူကမင်းကလေးကိုမြင်ခဲ့တယ်ဆိုရင်ပန်းနုတို့ဒီနေ့ပဲမြို့ကိုပြန်တော့မယ်ပန်းနုစကားအဆုံးဂျွာလူကြီးအပေါင်းဝင် အကုန်လုံးထိတ်လန့်ကုန်ကြတယ် နားမလည်တော့ဘာသာစကားတချို့ကိုပြောပြီးသုံးလုံးနေသည့်လူတွေကိုကြည့်ပြီးစိတ်ပြက်လာတယ်။ပြန်ပြန်ပြန်လုံးမဖြစ်ဘူးလေခလေးတို့။ဟင်။ဘာလို့လဲဗျ။ကျွန်တော်ဒီမှာရှိနေတာကျွန်တော်တို့အတွက်မလုံခြုံဘူးဗျ။အထူးသဖြင့်ကျွန်တော်တို့တငယ်ချင်းဒုက္ခကျွန်တော်တို့စမ်းနေဖို့မဖြစ်နိုင်ဘူး။မုံမန့်ရဲ့စကားဆုံးဒုက္ခအကောင်းတွေပိုးကြိုက်လာတယ်။မင်းညာကပုံစံကနားရဲဥပြီး သူ့ညက်လာတယ်။ပြီးလျင်ကောင်မလေးတယောက်ရဲ့ရှိုက်တံသူကမျိုးလုံးနဲ့တိုင်းရင်ဝစ်စုံအနီအောင်နဲ့တဒုံလေးထုံးကတိစဆိုးနေတော့မိန်းကလေးတယောက်ကိုဝါတော်ဝါမြင်အောင်လာတယ်။ဒီတိစစကားသူ့ပြပါကကောင်းသည်ဘွားစတိုင်းရန်ရဲ့အရှိမသူ့ရဲ့မိအသေးဆုံးနဲ့သေးပါစေ။အဝေးကနေလာနေတယ်။တိုင်းတန်တကုလို့စင်စာတွေအတိုင်းသာကြားနေရတယ် ကျွန်တော်ကဘာလို့ပြန်မရတာလဲသူတဲ့အမေကိုရွာလူကြီးကဝမ်းနဲ့သွားခွန်းထုတ်ပြန်လိုက်တယ်တစ္ဆာကျွရတကူလုံးအမောင်တွေဖုံးပြီးစိတ်သာတွေကြောက်ရောက်လာလိမ့်မယ်သူကနားတစ်ဖက်ပိတ်ကသူ့နေရာမှာလဲကြကလူလိမ့်အောင်နေပြီတယ်နားတဲ့ဘုံသားတွေကမထွက်ကြဲလောင်ကဆူးရနေတယ်မိကနေစိတ်ပုတ်ပြီးငိုယူကမင်းနေတော့ပန်းနုစကားတွေလည်းမတဲမကွယ် သူကပုံနေရာမှာအာယုကထလာခဲ့တယ်။ဒေါကကြီးတကူလုံးအမောင်ဖုံးကဒေဒူကြီးကကြမ်းတမ်းစွာတိုက်ခိုက်နေတယ်။သူကအသေးအတန်ပြေးထွက်လာရင်မင်းညားကရေဒဂွန်သားရောက်လာလိမ့်။အရာအားလုံးငြိမ်သက်သွားတယ်။ဘလို့အချိန်ဒီကြောင်းထူနေရာကိုရောက်လာခဲ့လေသူက နားမလည်နိုင်တော့သူကခြေလမ်းတွေကိုရက်လိုက်ပြီးအသက်ကိုဝါအောင်သူကမောပြေးလိုက်တယ်။ရံမောလာတာလား။ နှင်းသူကအသားလာရာစီးသို့ကြီးမိလိုက်ရင်တိုင်းသူဝိဇုံအနီရောက်နေနေတဒုံးလေးထုံထားသောမင်းကလေးတယောက်ကိုတွေးလိုက်ရတယ်တန်ခဝဲဝဲနေအမစကားပြောနေသော ကောင်မလေးမှမင်းညားကသူကတွေးခဲ့သောကောင်မလေးနေတူလုံးနေမျက်တောင်ရှိမမဲနယ်လေးတွေပုတ်ခတ်ပုတ်ခတ်လှုပ်ပြီးနှုတ်ခမ်းလေးစုက စကားတွေပြောနေသောသူမကိုကြည့်ရင်ဟင်မင်းမင်း အတန်ကြီးလက်ချောင်းမှတက်ဆူကစကားပင်မစုံနိုင်ပုံမင်းကလေးကိုမျက်လုံးကြီးပြူပြီးအညိုးထိုးကစကားတွေချစ်နေမိတယ်။အော်ကျင်ကလေးငငင်းတောင်တောင်ကြီးတန်းနေတာလား။သူပါတရက်ထင်လို့လား။ပုံမင်းကလေးဒုက္ခအနာကိုရောက်လာကပခုံးကိုပုတ်ခွနဲ့ရိုက်လိုက်မှတတိဝင်ကမင်းညာကတွေ့တဲ့ကောင်းမလေးကမင်းလား။ကောင်းမလေး မျက်နှာကွက်ခနဲ့ပြက်သွားတယ်။ဘာဖြစ်လို့လဲ။မင်းညားကငါမင်းကို တွေးလိုက်တယ်။ဒီလိုဆိုရင်တော်မလေးမျက်လုံးတွေပြေကဲမှုတွေကိုဒီနည်းစွာတွေးလိုက်ရတယ်။သူမရဲ့ရင်နဲ့ပြောပြခြင်းနေသည်စကားတွေကိုကြိုသိနေသလိုနားထောင်ခြင်းသလိုခံစားချက်ကရင်ထဲစုံးနေလာတယ်။တော်မလေးမင်းတဲ့ရှိတဲ့စကားလုံးတွေကိုဖွင့်ချပြောလိုက်ပါတော့လား။ ပုံမင်းလေးတူးခေါက်ကိုကြေခွဲစွာစိုက်ကြည့်ပြီးအဝေးကလာတဲ့အတန်တို့ပြော့ပြော့လေးနဲ့ပြည့်စက်စွာစကားဆိုလိုက်တယ်။ကျင်းတမာတီးတဲ့ပုံစံလေးကိုကြားလာ။သူကညနေတိုင်းလိုလိုရေတကွန်နားကဘူစီသွားပြစ်တယ်။ပုံမင်းလေးနဲ့မိကညနေရဲတဲ့သူမနဲ့တူစွာပြည့်စက်စံနဲ့နန်းဆန်စွာတာလုံးနဲ့ပျော်ရွှင်စွာတီးခတ်နေတော့သူမရဲ့ပုံစံလေးကြား ူကနှင်းမြို့ရတာအမောပေါင်းပြောလီနဲ့နန်းတို့ဒီရေဒီကွန်ဘုံသိချောက်ဝင်တွေကိုသက်တည်တဲ့ပြီးသစ္စာဆိုကြရအောင်သူကနားမဲ့တလို့နန်းမြင့်လုံးတွေကိုတေးတေးချာချာကြီးနေမိတယ်ပုံညွန့်တွေမျက်နှာပြေးပြေးလေးမှာနှင်းစီအောင်နှုတ်ခမ်းလေးကသွဲဆောင်မှုရှိလုံးတဲ့ ဘလို့တစ္ဆတ်တယ်မှာလဲနန်။ဩနန်းနဲ့မောင်ကဖြစ်သူတွေလीအဲ့တော့တယောက်ပေါ်တယောက်တစ္ဆတ်မဖောက်ရဘူး။အဲ့တွင်မောင်တစ္ဆတ်ဆိုရမယ်။ဘာကြောင့်ရမသိသူကရင်းစုံနိုင်ွယ်မရှိ။နန်းတိုင်နာတွေကိုမောင်လိုက်ဆိုရမယ်တော့။သူကခေါင်းကိုညှိလိုက်လीတော့ကကြီးတကူလုံးအိတ်စိတ်သွားတော့ခန်းစားလိုက်ရတယ်။ အပြင်ကစီးကြနေသည့်ရေတံခွန်ကအတန်ကပင်ထောက်ကြစွာစီးကြနေသလိုရာရာတသိန်းထဝယ်ကောင်းလုံးနဲ့ကျွန်တော်ရှိုင်းဒုက္ခသည်မြားနံရေကိုသစ္စာရှိရှိဖြစ်ပါမည်ဟုသစ္စာဆိုပါသည်ဒုက္ခစကားဆိုပြီးမျိုးလုံးတွေဖွင့်လိုက်လျင်နိုင်ရဲ့ခြင်းသောအပြုံးကိုသိဆက်စွာခံစားလိုက်ရသည်ဤသစ္စာစကားတို့ပြတ်ပါကမောင်သည်ဘဝစတိုင် နန်းရဲ့အရှိမသွေးရံပြီးအသိဆုံးနဲ့တေပါစီဒီလိုဆိုတဲ့ချိန်သာကိုကြားလိုက်ရင်မျိုးမိမတည်သောဝေဒနာကြီးကိုခံစားလိုက်ရတယ်။သံမကောင်းခြင်းနန်းနမိတ်တွေဖြစ်လာတော့မည်ဆိုသောအတိမျိုးပြီးရင်နန်းရဲ့အိဆက်နေသောလက်တစုံနှင့်ဒုက္ခရဲ့လက်တွေကိုဆော့ကင်ကသူမှမြဲတိခတ်နေရဘုံတွေစီတို့ထီသွားစီတယ်။ဒီဘုံတွေကလုံခဲတဲ့90ကဆရာကြီးတယောက်က စီမံပေးခဲ့တာမောင်ရဲ့ညမျက်မှောက်သူရိယာတွေနဲ့ပတ်သက်ပြီးသိမသိဘူးဒါပေမဲ့တတိခံခဲ့ရတယ်နန်းဘာတွေပြောနေတာလဲနန်းစည်းကြလာကြီးမျက်ရည်တွေကိုသူကမမြင်အောင်ဖယ်လိုက်ရင်အချောက်ဝင်ကြီးအောက်မှာရိုးစုတွေရှိတယ်အရေးကြီးတာကမောင်နန်းကိုသစ္စာဖောက်သွားလို့မရဘူးသူကသူက မျိုးလုံးတွေဖွင့်ကြည့်ပါအောင်လားဒုက္ခရေဒုက္ခအာယုကမျိုးလုံးတွေဖွင့်ကြည့်လိုက်လျင်စိတ်ညှို့ခမ်းနေရတာတဲ့တိုင်းသာဝိဇ္ဇုံဖြူခေါင်းမဖြူမုန်းစိတ်မွေဖြူဖြူနေတိုင်းသာအဖိုးကြီးတယောက်ကပေါင်းရင်ကပြောလိုက်ရင်ဖြစ်တယ်ကျွန်တော်တို့ပြန်မယ်ပြောတဲ့နေ့ကလေးကသတိလစ်သွားတာဆရာကြီး။ညညဆိုကျွန်တော်တို့ရွာသားတွေနေတယောက်တည်းလက်စီအလဲကြ စောင်းနေပါလေရဲ့နဲ့ပျောက်ပျောက်သွားတယ်။ပြလာတိုင်းနဲ့အေးရတဲ့မှာရေတွေတကူလုံးကျွဲနေတယ်။သူ့ကောက်ကိုကဲမဲနီလန်းမရှိတော့ဘူးလား။ကျွန်တော်တို့ကိုကြီးပါဆရာကြီး။မုံမရဲ့စကားဆုံးပန်းနုနဲ့ရောက်လာချာကြီးတငင်ကိုတည်းဒုက္ခအလုံးမြင်နေကြားနေရပြီမေစိတ်တွေလွေလင်းနေသလိုခံစားနေရတယ်။နောက်ဆုံးဒီတနည်းပဲရှိတယ်။ဒီညမှာဒုက္ခကိုမြန်နန်းရဲ့စီကလီ ပြန်လို့ရမယ်။ဒီလိုဆိုရင် ပန်းသူစည်းကြလာသည့်မျက်ရည်စိတ်တချို့ကိုဖက်ပြစ်ကစိတ်ကိုအားတင်းလိုက်တယ်။ဟုတ်တယ်လေ။ပန်းသူတူခေါကိုကယ်ရမယ်။ကံမကောင်းခြင်းတွေပြစ်မလာပါစေနဲ့။သူကစိတ်တွေလေးလံ့နေတယ်။နေလေကသစ္စာကျွေးရက လူတွေပြောစကားတွေပြန်လဲကြားရောက်နေပြီတဲ့။ညာဒုက္ခအတွက်နောက်ဆုံးဆိုပါလား။ ခတ်တုတ်တို့ရှိုက်တန်တဲ့အတူဒီခွဲစာပြီးခတ်နေတော့ပုံသားတွေကိုကြားနေရတယ်။နာမိုးလေးတာများလား။သူကချက်ချင်းဆိုသူတို့စိတ်ဆိုးစွာတီးနေတော့နန်းကိုဆွဲလိုက်လိုက်တယ်။ဟင်းနာနန်းငုံနေတယ်။ဘေးဆက်ဆက်ခန္ဓာကိုယ်တစ်ခုသူကရင်ွယ်တဲ့တိုးဝင်လာလိမ့်ရင်ပျော်ရွှင်ခြင်းတို့ပျောက်ဆုံးကအထီးကျန့်သူတို့ခန်းစားလိုက်ရတယ်။ ငိုပါနဲ့နန်းရင်ငုံငယ်တွေ90ကအစ္စာကြီးရောက်လူတယောက်ရောက်လာခဲ့တယ်သူရိယာတွေကိုခင်းမြက်နိုးတဲ့ကျွေးရသူရွာသားတွေအတွက်တန်းဆိုးခြင်းနန္ဒမိတ်တွေကိုပေါ်ဆောင်လာသူပေါ့သူကသစ္စာကြီးရအတွက်မိန်းကလေးတယောက်ကိုသတိဖို့စီစဉ်ခဲ့တယ်။ဘာကြောင့်လဲဆိုတာတဝက်ချက်တကူဆိုပဲအမိတ်မလေးကိုသတိရင်သစ္စာကြီးရဆိုတဲ့လူသူအယောင်နဲ့တိတ်လျှောက်ချရာပုံကို လူတွေရန်ကနေကောက်ွယ်နိုင်မယ်တဲ့အဲ့လူငယ်နဲ့စတိခံရမယ်မင်းကလေးတို့မြင့်တာတက်ဝင်ပြီးတစ္ဆာဆိုခဲကြတယ်လူငယ်ကစတိခံခဲ့ရတဲ့ပေါမာလေးအပေါ်တစ္ဆာရှိပြီးဟောက်ပြန်ခဲ့ပါကပေါမာလေးနဲ့အတူတေးပေးရမယ်ဆိုတဲ့ကတိပေါင်းတို့အခုရောက်နေတာလူတွေနေတဲ့ပုံမဟုတ်ဘူးစိတ်ချောက်ချားရပုံစိတ်ဝင်ကြီးတွေထပ်ပေါ်ရပုံသူကစိတ်တဲ့ချောက်ချားလာတယ် နမ်းပြောတဲ့စကားလုံးတွေကိုနားမလည်နိုင်တော့ဒီပုံရဲ့တာရွေတွေကနှဲ့ရဲ့အသွေးသားတွေပါမောင်းတရေခံရတယ်ဆိုတာနမ်းပါအမောင်ရဲ့တခြားဝင်ကြီးအောက်မှာနှဲ့ရဲ့ရုပ်စုတွေရှိတယ်လုံငယ်တွေ90ကလေးကမောင်ကိုတိုင်းနမ်းကိုစတိခဲ့တာလေအခုနမ်းနဲ့အတူသိပေးပါမောင်းမဟုတ်သေးဘူးမင်းမာနာမလာနဲ့မောင်ဘဲနမ်းကိုချစ်တယ်ဆို မလာနဲ့သွားသူကချက်ချင်းဆိုသလိုနန်းကိုတွန်းဖက်ရင်ခြေတလန်းချင်းတုံးနေမိတယ်တောင်းယုံမှုတို့ကထိန်းချုံလို့မရစကားတွေဘလုံးပွေပြောရင်အစ်ဆက်ခန့်ထက်စွာပြောင်းလဲလာတော့နန်းကိုကြည့်ပြီးသူကနှလုံးမှိတ်ကအော်ပြစ်လိုက်တယ်တောင်းဝမ်းလီလီအတန်နဲ့ကြီးနဲ့အတူအမောင်တို့တို့ခုလုံးကဘာမျိုးသွားရင်ဘယ်သူမှမလုပ်ဘူး ောင်လို့အကုန်လုံးဒီနေရာကိုပြန်ရောက်လာကြမှာအလင်းနဲ့တချို့သူခကိုပေါ်ကြောက်ရောက်လာတဲ့ပြင်းလင်းဝင်းပနေတော့အပြုံးနဲ့အတူပန်းတို့သူခကိုငုံကြည့်နေတယ်သူခကိုကြည့်ပြီးပျော်ရွှင်နေဒီမှာခလေးတယောက်လာနောက်ဆုံးနင်းကိုပင်အားခဲ့ပြီးသူခငါနင်းကိုအဆုံးရှုံးမခံနိုင်ဘူးပန်းတို့နဲ့အတူပြောဝါမုံမှန်သူတို့တို့ကိုမြင်လိုက်ရတဲ့ အားအိမ်တွေပြေးဝသွားတယ်လို့ခန်းစားလိုက်ရတယ်။ငါတို့အိမ်ပြန်မယ်။ဟုတ်တယ်။ငါတို့အိမ်ပြန်ကြမယ်။အကုန်လုံးဖေးဆောင်ကြောပေါ်အိတ်လေးတွေလွဲကခြေကို ခရီးဆက်ခဲ့ကြတယ်။ခရီးတစ်ချောင်းလုံးတယောက်နဲ့တယောက်ဘာစကားမှမပြောအပြုံးတွေကိုစီလမ်းလျှောက်နေကြတယ်။သူကပန်းတို့လက်တွေကိုတင်းချက်စွာ ဆုပ်ခိုင်ထားရင်စိတ်ထဲထိုလန်းတွေကိုရင်းနှီးနှီးရောက်ဘူးနေတယ်လို့ သူချသည်အငွေအသက်တွေကိုခန်းစားနေရတယ်။ရောက်ပြီးသားနေရာကိုဖန်ရောက်နေသည့်ခန်းစားချက်မျိုး။ဖိမတ်လားတကယ်လား။ဝေခွဲမရတော့သူကဖြစ်လာတော့မည်ဆိုတာကြိုသိနေတယ်လို့မျိုးခန်းစားနေရတယ်။ဒါအိမ်မက်တခုမဟုတ်ဘူးဆိုရင်အချိန်တွေမကုန်ဆုံးခင် ပန်းတို့ကိုစကားတခုပြောဖို့စူးစမ်းလိုက်မိတယ်။ချစ်တဲ့ပန်းတို့ပန်းတို့မျက်နှာတစ်ဖက်ကိုမသိပ္ပတာလွှဲသွားတယ်။ ဒုက္ခစကားကိုပန်းလို့ချက်ပြီးမသိကြောင်ဆောင်လိသလား။တဏှာရောက်ပန်းလို့ခြေလမ်းတွေတုတ်ခနဲ့ရက်ကဒုက္ခရှိလှပသွားပြုံးပြီးနောက်တစ်ဖက်ကိုကမ်းလိုက်တယ်။ဒုက္ခရောင်ရောင်မှားမှားနဲ့ပန်းလို့လက်ကိုဆုပ်ခိုင်းလိုက်လျင်တစ္ဆာကျွေးရကနေကျိုးဆိုပါတယ်ဒုက္ခ။နောက်ဆုံးငါတို့နေဖို့ပြောတဲ့တစ္ဆာကျွေးရကိုရောင်းနေပါပြီ။ဒုက္ခဘေးဘဝင်ချင်းကိုတေချာကြည့်မိလျင်တစ္ဆာကျွေးရတယ်။ကြောက်ရှိနေကိုတီးလိုက်ရတယ်။ ဒါဟာပြိမ့်မက်လားပြပြပေးတာလားအဖေရသေးဘူးလားမသေးခွဲဘူးနိုင်ရဲ့မောင်လိုအခုရောက်နေတာလူတွေနေတဲ့ဘုံမဟုတ်ဘူးစိတ်ချောက်ချားရတိမ်ဝင်းကြီးတွေရထပ်ပေါ်ရဖို့ဒီလိုဆိုတဲ့စကားတွေသာတားရောက်ရင်စိတ်ချောက်ချားရဘုံဆိုတဲ့ဇလန်းလေးကတော့ဒီမာနေပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါလိမ့်ခင်ဗျာနားဆင်သူပြိတ္တများဦးစိတ်နှပြရွှေလန်းချမ်းမြေကြပါစေခင်ဗျာ